ီလိုအခြေအနေမျိုးကိုခံစားဘူးကြလားအသက်ရှူမဝပဲရင်းတွေတုံပြီးအတွေးတွေကလည်းဘလို့မှရက်လို့မရတဲ့အချိန်အဲ့လို panic ဖြစ်နေတဲ့ခံစားချက်တွေကိုခံစားဘူးကြပါသလားစိတ်ဖိစီးမှုဆိုတာတာမန်ခံစားချက်မဟုတ်ပါဘူးတင်းရဲ့အုံနောက်နဲ့ခန္ဓာကိုယ်ဘလို့ထိခိုက်စေလဲဆိုတာကိုလေ့လာကြည့်ရအောင်နော် ဒီဗီဒီယိုမှာတော့စိတ်ပညာရှင်တွေအကြံပြုထားတဲ့စိတ်ဖိစီးမှုကိုထိန်းချုပ်နိုင်မဲ့လက်တွေ့ကျတဲ့နည်းလမ်းခုနှစ်ခုကိုအသေးစိတ်ရှင်းပြပေးသွားမှာပါ။ဒီနည်းလမ်းတွေအားဆိုရင်အရီကိုရန်အမှတ်တကယ်ကျင့်သုံးခဲ့ပြီးတကယ်ကိုဖြည့်ရှင်းနိုင်ခဲ့တဲ့အတွက်ပြန်လည်မျှဝေခြင်းပဲဖြစ်ပါတယ်။ From my personal experience ပါ။ဒါဆိုရင်စိတ်ဖိစီးမှုစုံဝန်းကိုဖြတ်တောက်ပြီးတော့ပုံမှန်တည်ငြိမ်တဲ့ဘဝကိုပိုင်ဆိုင်ဖို့အတွက်ဒီအချက်ကလေးတွေကိုအခုပဲလေ့လာကြည့်မယ်နော်။ ပထမဆုံးနည်းလမ်းကတော့အတွေးကိုရှင်းထုတ်ရေးချခြင်း brain dump တနည်းအားဖြင့် journaling လို့လည်းခေါ်ပါတယ်။စိတ်ထဲမှာအတွေးတွေရှုပ်ထွေးနေတဲ့အခါစာအုပ်တအုပ်ကိုယူပါဘာမှမစင်စားပါနဲ့စိတ်ထဲရှိသမျှအားလုံးကိုချရဲချပြစ်လိုက်ပါမမှန်လဲရေမကောင်းတဲ့အတွေးတွေစိတ်ညစ်စရာအတွေးတွေပါမချမ်းမဲ့အားလုံးကိုရေးချလိုက်ပါ ရေးပြီးတဲ့အခါမှာခေါင်းထဲကလေးလံမှုတွေလျှော့သွားတာကိုတိတိတတ်တတ်ခံစားရပါလိမ့်မယ် brain damage ဆိုတာစိတ်ပြင်းစင်းမှုဆက်ဝန်းကိုဖျက်တောက်ရမှာအထူးရောက်ဆုံးနီးလန့်နေတဲ့အတခုဖြစ်ပါတယ်။သူကအသက်အုံနောက်ထဲမှာရှိနေတဲ့ရှုပ်ထွေးပွေလီနေတဲ့အတွေးတွေစိုးရိမ်ပူပန်မှုတွေလုပ်ငန်းတာဝန်တွေနဲ့စီစဉ်မှုအားလုံးကိုအချိန်သတ်မှတ်ပြီးတော့စက္ကူပေါ်မှာဖြစ်စေ digital မှတ်စုမှာပဲဖြစ်စေစီစဉ်မှုမရှိဘဲနဲ့ကိုယ်ခေါင်းထဲမှာပေါ်လာသမျှအရာအားလုံးကိုရေးချပြစ်ခြင်းကိုဆိုလိုပါတယ်။ ဥပမာလှုပ်ရှားရှိရာတွေမပြီးသေးတဲ့အလုပ်တွေမနှက်ပြန်အတွက်စိုးရင်စရာတွေတငယ်ချင်းကိုမေးရမယ့်မေးခွန်းတွေမိဖို့ကြောင့်ကတန်ရှင်းရေးကိစ္စကိုပူပန်နေရတဲ့ကိစ္စစသဖြင့်ပောက်ကရအတွေးတွေပါမကျန်အားလုံးကိုချရည်ပါ။ ဘလို့ချိန်ဒီမှာရေးတင်လဲဆိုရင် မနက်ခင်းကော်ဖီတောင်းနေတဲ့အချိန်ပဲဖြစ်ဖြစ်အဲ့ရမဝင်ခင်ညနေပိုင်းအတွေးတွေများနေတဲ့အခါဒါမှမဟုတ်ရင်အလုပ်တစ်ခုစတင်မလုပ်မီအာယုံစိုက်မှုရယူနေတဲ့အခါမျိုးမှာရေးတင်ပါတယ်ပြီးရင်အချိန်ကို9မိနစ်ကနေ15မိနစ်အတွင်းချရေးပါ အချိန်ကုန်ဆုံးသွားတဲ့အခါရေးချထားတာတွေကိုပြန်ကြည့်ပြီးတော့အရေးကြီးရာတွေကိုအမှတ်အသားလုပ်ပါလုပ်ဆရာရှိရာတွေကိုစစ်စစ်ပြီးတော့ to do list အသစ်တစ်ခုပြန်ဖွဲ့ပါပူပန်စရာမလိုတဲ့အတွေးတွေကိုလက်လျှော့လိုက်ပါ စိတ်ပညာအရာဒီနီလန်းကအုံနောက်ရဲ့မျက်ညံဝင်တို့ကိုရှော့ချပေးပြီးအတွေးတွေကိုခန္ဓာကိုယ်ပြင်ပသို့ရုပ်ပိုင်းဆိုင်ရာအရာထုတ်ပစ်လိုက်ခြင်းအဖြစ်မိသွားမှာစိုးရင်စိတ်ကိုလျှော့ပါစေပါတယ်။ဒီလိုချရည်လိုက်တဲ့အတွက် စိတ်ဖိစီးမှုအရင်းငယ်ဖြစ်တဲ့ရှုပ်ထွေးမှုတွေပြောက်ကွယ်သွားပြီးတော့မြည်သည့်ပြဿနာကိုစတင်ဖြေရှင်းရမယ်ဆိုတာကိုမြင်သာထင်သာရှင်းရှင်းလင်းလင်းသိရှိစေပြီးပုံမှန်တည်ငြိမ်သောစိတ်အခြေအနေကိုရောက်ရှိစေနိုင်ပါတယ်။ ဒုတိယနီလန်းကတော့4444အသက်ရှူနေပါ box breathing နီလန်းလို့လည်းခေါ်ပါတယ်ဒီနီလန်းကရိုးရှင်းပေမဲ့စိတ်တည်ငြိမ်မှုအတွက်အာနိသည်အလွန်ပြင်းပါတယ်စိပိစိမှုခံစားလာရတဲ့အခါဒါမှမဟုတ်စိုးရင်ပူပန်လာတဲ့အခါမှာလူတရားရဲ့အသက်ရှင်နှုန်းကမြန်ဆန်လာတတ်ပါတယ် ၎င်းကခန္ဓာကိုယ်ကို fight or flight စနစ်သို့ရောက်ရှိနေကြောင်းအချက်ပြတယ်။ဒီ444နီးလန့်နဲ့နှေးကွေးနှက်ရှိုင်းပြီးစီးကျက်ညီစွာအသက်ရှူခြင်းက parasympathetic nervous system လို့ခေါ်တဲ့အနားယူခြင်းနဲ့အစာခြေဖြတ်ခြင်းစနစ်ကိုလှုပ်ဆော်ပေးပြီးစိတ်ဖိစီးမှုဟော်မုန်း cortisol ထုတ်လွှတ်မှုကိုချက်ချင်းလျှော့ချကနှလုံးခုန်လုံးကိုပုံမှန်ဖြစ်အောင်ပြန်လည်ညှိပေးပါတယ်။ဒါကြောင့်ဒီနီးလန့်ကစိတ်ကိုတည်ငြိမ်စေပြီးချက်ချင်းစိတ်သက်သာရရစေတဲ့အာနိသင်ရှိပါတယ်။ ဘယ်လိုပြုလုပ်ရမလဲဆိုရင်၄စက္ကန့်ရှူသွင်းမှာဖြစ်ဖြစ်ချင်းနဲ့ဆိုင်စာရှူသွင်းမှာ1 byte ဖမ်းလာတဲ့အထိရှူသွင်းမှာထို့နောက်၄စက္ကန့်ထိန်းထားပါရှူသွင်းထားတဲ့လေကို၄စက္ကန့်ကြာအောင်ထိန်းထားပါ now ဖြစ်ဖြစ်ချင်းညှင့်တာစွာနှက်ခမ်းဒါမှမဟုတ်ရင်နှက်ခေါင်းက၄စက္ကန့်ကြာလုံးဝကုန်စင်သည့်အထိမှုတ်ထုတ်ပါပြီးရင်၄စက္ကန့်ပြန်ဟိုးထားပါလေးပြန်မရှူသွင်းမီခဏတာ၄စက္ကန့်နားလိုက်ပါ ဒီနီလန်းကိုတမနစ်ကနေ9မိနစ်ခန့်ဆက်တိုက်ပြုလုပ်ပေးခြင်းအဖြစ်စိတ်ထဲမှာရှိနေတဲ့မတည်ငြိမ်မှုတွေကိုလင်းမြစွာပြေပြောက်သွားပြီးစိတ်ခံစားမှုကိုပုံမှန်ကောင်းမွန်လာမှာပဲဖြစ်ပါတယ်။နံပါတ်3အချက်က be present ယခုအချိန်ကိုပြန်တည်ထားခြင်း mindfulness or grounding လို့လည်းခေါ်ပါတယ်။စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေကိုချက်ချင်းထိန်းချုပ်ရန်အသုံးပြုသောအရေးပါတဲ့စိတ်ပိုင်းဆိုင်ရာနည်းလမ်းတစ်ခုဖြစ်ပါတယ်။ စိုးရိမ်ပူပန်မှု anxiety နဲ့စိတ်ဖိစီးမှု stress တွေဟာအများအပြားအနာဂတ်ကိုလွန်လွန်ကဲကဲစဉ်းစားမိခြင်း what if အခြေအနေပေါ့နော်ဒါမှမဟုတ်လို့ရှိရင်အတိတ်အကြောင်းကိုနောင်နှရနေခြင်းတို့ကနေပြီးတော့ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်အဲ့တော့သင်စိတ်ကလက်ရှိအခိုက်အတန့် present moment ကနေကွာဟပြီးတော့အတွေးတွေပိုရှံနေတဲ့အချိန်စိတ်ဖိစီးမှုစဝင်းကအားကောင်းလာပါတယ်ဒီနည်းလမ်းကသင်ရဲ့စိတ်ကိုပြန်လည်ဆွဲခေါ်ပြီးတော့လက်ရှိပတ်ဝန်းကျင်နဲ့ပြန်လည်ထိတ်ဆက်ပေးပါတယ် အခုအချိန်ကိုတတိယခြင်းအဖြစ်နံပါတ်1သင်ကစိတ်ခံစားမှုမဟုတ်ဘဲလက်တွေ့အခြေအနေကိုစမ်းစစ်နိုင်စွမ်းကိုရရှိစေပါတယ်။နံပါတ်2သင်စိတ်ကူးရင်နေတဲ့အနာဂတ်အန္တရာယ်ကလက်ရှိလုံခြုံမှုလက်တွေ့အခြေအနေကို ပြောင်းလဲခြင်းဖြင့်စိတ်ဖိစီးတဲ့အသွေးတွေကိုချက်ချင်းဖြတ်တောက်လိုက်ပါတယ်။ ဘလို့လှုပ်ဆောင်အောင်လဲဆိုရင်စိုးရင်ပူပန်မှုစတင်ခန်းစားရတယ်ဆိုပါကတင့်ကိုတင်အောက်ပါမေးခွန်းတွေကိုမေးခြင်းအဖြစ်လက်ရှိအခိုက်အတန့်ကိုပြန်လည်ရောက်ရှိအောင်ဆွဲခေါ်ပါပထမမေးခွန်းအခုလက်ရှိမှာငါလုံခြုံရဲ့လားဒုတိယမေးခွန်းဒီအခိုက်အတန့်မှာတကယ်ရှိနေတယ်အဲ့နေရဲ့လား အများစုမှာစိတ်ကအနာဂတ်ကိစ္စကိုပူပန်နေတာဖြစ်တဲ့အတွက်အဖြေကမဟုတ်ဘူးဆိုတာမျိုးပဲဖြစ်နေတတ်ပါတယ်။အဲဒီခါမှာသိခန္ဓာကိုယ်ကအနေရမရှိကြောင်းသဘောပေါက်သွားပြီးတော့စိတ်ဖိစီးမှုတုံ့ပြန်မှု stress response တွေရောကျသွားမှာပဲဖြစ်ပါတယ်။နမလေးအချက်ကတော့မိမိကိုယ်ကိုနူးညံ့စွာပြောဆိုခြင်းပါစိတ်ဖိစီးမှု ခံစားနေရခြင်းမှာ လူအများစုကကိုယ့်ကိုယ်ကိုငါမလုံနိုင်ဘူးဒါငါ့ရဲ့အမှားပဲ ါမှမဟုတ်ရင်ဒီပြဿနာဘတော်မှမပြီးနိုင်တော့ဘူးစသဖြင့်အပြစ်သဘောဆောင်တဲ့ဝေဖန်ထိုးနှက်တဲ့ဇာတ်တွေကိုသာပြောဆိုတိတ်တော်လေးရှိပါတယ်ဒီ soft talk ကစိတ်ဖိစီးမှုကိုပုံမှုဆိုးရစေပြီးတော့စိုးရင်ပူပန်မှုစုံလုံးကိုအားဖြစ်ပေးပါတယ်။ဒါကြောင့်ဒီလိုအတွေးတွေတွေးနေမယ့်အစားအပြူသဘောဆောင်တဲ့ positive soft talk ကိုလေ့ကျင့်ခြင်းဖြင့်မိမိကိုယ်ကိုအပြစ်တင်မဲ့အစားတငယ်ချင်းတူအူကိုနှစ်သိမ့်တယ်လို့စာနာမှုနဲ့ပြောဆိုတတ်လာတယ်။ အခက်အခဲကိုကြော်လွှားနိုင်ခဲ့ဖို့ရဲ့အတိတ်ကအတွေ့အကြုံတွေကိုပြန်လည်သတိရစေပြီးမိမိကိုယ်ကိုယုံကြည်မှုကိုမြင့်တင်ပေးတယ်လက်ရှိခံစားနေရတဲ့စိတ်ဖိစီးမှုကအမြဲတမ်းမဟုတ်ပဲယာယီတာဖြစ်တယ်ဆိုပြီးတော့လက်ခံနိုင်လာစေတယ်။စိတ်ပူပန်မှုဒါမှမဟုတ်ရင်စိတ်ဖိစီးမှုခံစားနေရတဲ့အခါအခုလို affirmation လေးတွေကိုထပ်ခါထပ်ခါရုပ်ဆိုပေးပါ။ငါအဆင်ပြေပါသေးတယ်။ငါအမြဲတမ်းကြော်လွှားနိုင်ခဲ့တယ်။ ဒီအချိန်ကိုလည်းငါကားမွန်စွာကြော်လွားသွားမယ်။ငါလုံနိုင်တဲ့မြတ်အကောင်းဆုံးငါလုံနေရယ်။ငါဒါတွေအားလုံးကိုဖြည့်ရှင်းနိုင်တယ်။ဒီလို affirmation တွေကတင့်စိတ်ကိုတကယ်တမ်းတက်တာရရစေပြီးစိတ်ခံစားမှုကိုပိုမိုကားမွန်စွာစီမံခံခွဲနိုင်မှုအတွက်အထောက်အကူပေးပါရယ်။နံပါတ်၅အချက်ကဖုန်းနဲ့ခဏတာဝေးဝေးနေခြင်း digital detox ဒါမှမဟုတ်ရင် setting boundaries ပဲဖြစ်ပါရယ်။ ဆိုရှယ်မီဒီယာတွေကကျမတို့ကိုမလိုအပ်တဲ့အတွေးတွေပို့ပြီးများစေတတ်ပြီးတော့စိတ်ဖိစီးမှုရဲ့အကြီးအကဲအရင်းမြစ်တစ်ခုကိုဖျက်ထားဖို့အတွက်အလွန်ထိရောက်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။ လက်ခံဖုန်းတွေနဲ့လူမှုကွန်ရက်ဒီဆိုရှယ်မီဒီယာတွေကအချက်အလက်တွေကိုလျင်မြန်စွာစီးဝင်လာစေပြီးသင့်အုံနာကိုအမြဲတမ်းသတိအနေထားမှာထားရှိစေပါတယ်။ဒီအခြေအနေကြောင့်စိတ်ကလွယ်ကူစွာအနားယူနိုင်ခြင်းမရှိဘဲနဲ့စဉ်ဆက်မပြတ်အတွေးတွေနှိုင်းရှင်မှုတွေနဲ့သတင်းဆိုးတွေကြောင့်ဖိအားများလာတတ်ပါတယ်။ဒီလိုဖုန်းနဲ့ခဏဝေးဝေးနေခြင်းကအုံနောက်ကိုစဉ်ဆက်မပြတ်ဝင်ရောက်နေတဲ့တတိပေးချက်တွေနဲ့အချက်လက်တွေကနေခိတအနားယူစေတယ်။ စိတ်ကိုဖန်သားပြင်ကဘာမှာရုပ်ပိုင်းဆိုင်ရာလက်တွေ့ကဘာကို ပြန်လည်ရောက်ရှိစေပြီးတော့ပြစ်စုံပံကိုပြန်လည်သိရှိစေအောင်အားပေးတယ်။ခန္ဓာကိုယ်ကိုအနားယူခြင်းနဲ့ပြန်လည်ပြုပြင်ခြင်းစနစ်ကို ပြောင်းလဲရန်အခွင့်ရေးပေးတယ်။အဲတော့စိတ်ဖိစီးမှုတွေခံစားနေရပါကအနည်းဆုံး15မိနစ်ကနေတနာရီအထိသင့်ဖုန်းကိုပိတ်ထားခြင်းဒါမှမဟုတ်ဝေးဝေးမှထားခြင်းအပြင်ဖြေရှင်းပေးနိုင်ပါတယ်။ ဥပမာအိမ်ပြင်ထွက်ပြီးတော့ပဝင်းချင်းကိုအာယုံခံစားရင်လမ်းလျှောက်ပါဒါမှမဟုတ်ရင်တိတ်ကြိုက်နှစ်သက်တဲ့သချင်းတွေကိုနားထောင်ရင်လည်းစိတ်ကိုငြိမ်သက်စေပါဒါမှမဟုတ်ရင်ရေချိုးခြင်းမျက်နှာပေါင်းတင်ခြင်းကိုကိုကို self care လုပ်ခြင်းအဖြစ်စိတ်ကိုဖြည့်လျှော့ပေးနိုင်ပါတယ်နံပါတ်6အချက်ကတော့ခံစားချက်ကိုလက်ခံပေးခြင်းပါငါဘာလို့ဒီလိုစိတ်ပူနေရလဲဆိုပြီးကိုယ့်ကိုယ်ကိုပြန်ပြီးစိတ်မလောပါနဲ့ ဒီစိုးရင်ပူပန်တဲ့ခံစားချက်ကလူသားတယောက်အနေနဲ့တဘာဝတိုင်းဖြစ်တတ်တဲ့ခံစားချက်တစ်ခုပါကိုယ်မှာဖြစ်ပေါ်လာတဲ့စိုးရင်ပူပန်မှုဒါမှမဟုတ်ရင်တခြားမလို့ခြင်းတဲ့ခံစားချက်ကိုအပြစ်မတင်ပါနဲ့ဆန့်ကျင်တိုက်ခိုက်ဖို့မကြိုးစားပါနဲ့ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ခံစားချက်ကိုပြန်ပြီးမဖြစ်သင့်ဘူးလို့တိုက်ခိုက်လေအဲ့ဒီခံစားချက်ကပိုပြီးအကောင်းလာလေစိတ်ပြည့်စုံမှုကပိုဆိုးလာလေ ဖြစ်တတ်လို့ပါဒီလိုလောက်တာဟာစိတ်ခံစားချက်ကိုပိတ်ဆို့ဖို့ကြိုးစားရရောက်ပါတယ် စိတ်ပူပန်ခြင်းစိုးရိမ်ခြင်းဆိုတာကပုံမှန်မဟုတ်တဲ့အရာမဟုတ်ပါဘူးလူသားတိုင်းမလွဲမတွေ့ကြုံတွေ့ရမယ်အုံနောက်ရဲ့အလုံးလုံးပုံအရာဖြစ်ပေါ်လာတဲ့တာမန်ဖြစ်စဉ်တစ်ခုသာဖြစ်တယ်လို့မြင်ပါဒီလိုမြင်လိုက်တဲ့အခါမှာကိုကုတ်ကိုအပြစ်တင်တာအထီးကျန်တယ်လို့ခံစားရတာတွေကယုံနေသွားပါလိမ့်မယ်တင်ကဒီခံစားချက်ကိုတိုက်ခိုက်ခြင်းမရှိပဲငြိမ်သက်စွာလက်ခံလိုက်တဲ့အခါမှာစိတ်ခံစားချက်ကအင်အားလျော့ပြီးသူ့အလိုလိုတဖြည်းဖြည်းလွင့်ဆင်သွားလိမ့်ရှိပါတယ် ဒီခံစားချက်ကိုတိုက်ထုတ်ဖို့အားထုတ်ဆိုင်ဆံမလိုတော့တဲ့အတွက်ပြစ်ဆုံးပံအခြေအနေကိုပို့ပြီးရှင်းရှင်းလင်းလင်းမြင်နိုင်ပြီးဘလို့ကင်တွေဖြေရှင်းရမယ်ဆိုတာကိုဆုံးဖြတ်နိုင်လာပါတယ်ကိုယ့်ရဲ့အားနည်းချက်ခံစားချက်တွေကိုနားလည်ပေးရရောက်တဲ့အတွက်ခုခုကိုပို့ပြီးချစ်ခင်ကယူနာထားနိုင်ပါတယ် ူတူပြောရမယ်ဆိုရင်ခန်းစားချက်ကိုလက်ခံပေးခြင်းဆိုတာကကိုယ့်ရဲ့မနစ်မြုပ်ဝဲခန်းစားချက်တွေကတဘာဝကြပြီးယာယီတာဖြစ်တယ်ဆိုတာကိုသိမှတ်ပြီးတော့ခုခံတွန်းလှန်တိုက်ခိုက်ခြင်းမရှိပဲငြိမ်သက်စွာဖြတ်တန်းခွင့်ပြုလိုက်ခြင်းပဲဖြစ်ပါတယ်နောက်ဆုံးနမကွန်အချက်ကတော့မိမိကိုကိုမိမိချစ်ချင်ပါစိတ်ဖိစီးမှုတွေစိုးရင်ပူပန်မှုတွေဖြစ်နေတဲ့အချိန်မျိုးမှာတော့မှတင်ကလှပပြီးတန်မိုးရှိနေသေးတယ်ဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့ ကိုကိုကိုအမြဲတမ်းနှွေးထွေးတဲ့အခြေအနေကြည့်ပေးပါ self love ဆိုတာကိုယ့်ရဲ့အားသာချက်အားနည်းချက်အမှားရင်းတွေအားလုံးကိုလက်ခံပြီးကိုကိုကိုလေးစားတံမိုးထားတဲ့ခန်းစားချက်နဲ့အပြုတ်မှုကိုဆိုလိုပါတယ်။ဒါဟာတကူကောင်းဆန်တာမဟုတ်ဘဲကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုဦးစားပေးအလေးထားခြင်းပဲဖြစ်ပါတယ်။ ဘဝမှာအခက်အခဲတွေစိတ်ပြက်အားငယ်စရာတွေစိတ်ခံစားမှုမတည်ငြိမ်မှုတွေဖြစ်နေတဲ့အချိန်မျိုးမှာတခြားသူတွေထက်မိမိကိုယ်ကိုပိုပြီးတော့ထောက်ပံ့ကူညီပေးဖို့လိုအပ်ပါတယ်။လူတွေကစိတ်ဖိစီးနေတဲ့အခါကိုကိုကိုအလွယ်တကူဖြစ်တင်တတ်ကြပါတယ်။စိတ်ခံစားချက်တွေဘလို့ပဲရှိနေပါစေသင်ဟာလူသားတစ်ယောက်အနေနဲ့မွေးရပါတန်မိုးရှိရတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကိုအသိမှတ်ပြုပါ။ တင့်ရတံမိုးကိုစိုးရင်ပူပန်မှုဒါမှမဟုတ်ရင်စိတ်ဖိစီးမှုတွေနဲ့တိုင်းတာလို့မရပါဘူး။ဒီခွေးခေါ်ကကိုကိုကိုယုံကြည်မှု self esteem ကိုမြင့်တင်ပေးပါတယ်။ self love ကိုလက်တွေ့လှုပ်ဆောင်တဲ့အခါမှာဒီချက်လေးတွေကိုလှုပ်ဆောင်နိုင်ပါတယ်။ပထမတစ်ချက် boundary တတ်မှတ်ခြင်းကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်စေတဲ့အခြေအနေတွေဒါမှမဟုတ်ရင်လူတွေစီကနေရဲရဲဝံ့ဝံ့ရှောင်ရှားပါ။ ောက်တစ်ချက်ကကို့လိုအပ်ချက်ကိုဖြည့်ဆည်းခြင်းအိမ်ရေးဝအောင်အိတ်တာကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားတာစိတ်ပျော်ရွှင်စေမယ့်အနားယူခြင်းတွေကိုချိန်ပေးတာမျိုးပြုလုပ်ပေးပါနောက်ဆုံးတစ်ချက်ကတော့အနားယူခွင့်ပေးတာမျိုးအမြဲတမ်းပြီးပြည့်စုံနေဖို့အတွက်ဖိအားမပေးဘဲနဲ့မလွဲမရှောင်သာဖြစ်တတ်တဲ့အမားတွေအတွက်ကိုကိုကို ခွင့်လွှတ်ပေးပါမိမိကိုကိုချစ်ခြင်းဟာခက်ခဲတဲ့ရင်ဆိုင်မှုတွေကိုရင်ဆိုင်ရမှာစိတ်တက်ခွန်ဟာအကြီးမားဆုံးသောအရင်းမြစ်ပဲဖြစ်ပါတယ် အကယ်၍တဲ့မှာစိတ်ဖိစီးမှုတွေစိုးရင်ပူပန်မှုတွေနဲ့တိုက်ခိုက်နေရတယ်ရင်ဆိုင်နေရတယ်ဆိုရင်ဒါကအတန်တယောက်တည်းမဟုတ်ပါဘူးလူတိုင်းမှာအဆင်မပြေတဲ့နေ့တွေရှိရတဘာဝပါပဲဒါပေမဲ့ဒီပြဿနာတွေပြေလည်ပြီးအဆင်ပြေသွားနိုင်မယ်ဆိုတာကလည်းအမှန်တရားပါပဲဒါဆိုရင်ဒီဗီဒီယိုလေးတဲ့ကဘယ်နည်းလမ်းကိုစမ်းကြည့်ဖို့စိတ်ဝင်စားဆုံးလဲကွန်မန့်မှာပြောပြပေးခဲ့ပါအောင်နော်ဒီဗီဒီယိုလေးကဘဝအတွက်တန်ဖိုးရှိရဆိုရင် like and subscribe လေးလုပ်သွားဖို့မမေ့ပါနဲ့နော်အားလုံးကျေးဇူးတင်ပါတယ်